အားလုံးပဲမင်္ဂလာပါဖို့ဖို့ AC channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီမနေ့ညကစားခဲ့တဲ့ဒီကျွန်တော်တို့ကနေဒါစည်ရင်းနဲ့ပွဲစဉ်မှာပေါ့လေဒါဒဏ်ရာရခဲ့တဲ့ကျွန်တော်တို့ရဲ့ဒီအဓိကကိုသမားဖြစ်တဲ့ Alison Bagan နဲ့နောက်တစ်ယောက်ကတော့ဒါကျွန်တော်တို့တိုက်စစ်မှုကို EKDK ပေါ့သူတို့နှစ်ယောက်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ရဲ့နီးပြကြီးကတော့ဒီသူ့ရဲ့ပွဲပြီးမှာတရင်တော့တည်းမမြတ်မှုသူပြောကြားခဲ့တဲ့နေရာမှာတော့ကျွန်တော်တို့ ဒါအလက်စင်ဘက်ကအနေနဲ့ကတော့သူ့အနေနဲ့ဒါဒဏ်ရာရသွားတာတော်တော်ကြီးကိုကိုဆိုးမဲ့ပုံပေါ်တယ်ဗောလေဒါကြောင့်မို့လို့ဒါနောက်ပွဲမှာတော့သူ့အနေနဲ့ဒါပါဝင်ဖို့69ရာခိုင်နှုန်းလောက်ဒါမရှိဘူးဆိုပြီးတော့ပြောကြားသွားခဲ့ပြီးတော့ဒါဟူကိုအီဂီတီကီကတော့ကျွန်တော်တို့ဒီသူကတော့ဒါပြင်းလွှိုင်းကြတိုင်းနဲ့ဗောလေသူ့အနေနဲ့ဒါကျွန်တော်တို့သူ့ရဲ့ဒီခြေထောက်မှာကျွန်တော်တို့ဒီထိခိုက်ဒဏ်ရာရထားတဲ့လိုပုံစံမျိုးနာကျင်မှုခံစားရတဲ့ဆိုတော့အနေထား လောက်ပဲ तू တိရသေးတယ်ဗောလေလက်ရှိဟိုဟာ तू ကဆေးဖွဲရမဟုတ်တဲ့အတွက်ဒါအတိကျတော့မတိရသေးဘူးဆိုပြီးတော့တင်းတောက်တည်းရဲ့မင်းမျက်မှုတော့ပြန်ပြီးတော့ဖြေချတောက်ခဲ့တာတော့ကျွန်တော်တို့တွေ့ရတယ်ဗောလေအဲ့တော့ကျွန်တော်တို့ဒါဆိုလို့ရှိရင်ဒါနီးပြိုက်အာနီစလော့ရဲ့ဒီယာတီအစမှာဗောလေဒါဘတ်တူဘတ်ပီးမားလီမှာခရစ်စပယ်လေးကို2-1နဲ့ရှုံးတယ်ကျွန်တော်တို့ဒီကာတာဆာယီကိုရှုံးတဲ့ပွဲမှာဆိုလို့ရှိရင်တော်တော်ကြီးကိုအခြေအနေဆိုပါတယ်ဒါကျွန်တော်တို့ပွဲကြည့်တဲ့ညီကိုတွေအကုန်လုံးတိတယ်ဗောလေ အဲကျွန်တော်တို့ဂါတာဆက်ရေးအနေနဲ့တေချာဟိုဒါပလန်ချပြီးတော့လီဗာပူးတင်းကိုနီးစနစ်ကြကြဟိုရှင်ပြန်ခဲ့တာဗောလေဒီနေ့ပွဲမှာဆိုလို့ရှင်လေအားလုံးသိကြတဲ့အချိန်မှာကျွန်တော်တို့လီဗာပူးတင်းအနေနဲ့ဘာမှမလုပ်လို့မရဘူးကျွန်တော်တို့ဒီလာသမားတွေဆိုတာလဲကျွန်တော်တို့အနေနဲ့ဒါဟိုဆိုဘိုရဲ့ကျွန်တော်တို့ဒီမျက်နှာကိုမတော်တဆဒါလက်နဲ့ထိွားတယ်လို့ပုံစံမျိုးနဲ့ဒါသူတို့ဘက်ကဂါတာဆေးဘက်ကကစားသမားတယောက်ကဒါကျွန်တော်မူရမာရများပြီးတော့လှဲချလိုက်တဲ့အပေါ်မှာလဲဒါ ီပြိုက်အန်ဒီစလော့အနေနဲ့ပွဲပြီးမှပြောကြားသွားခဲ့ပါလို့ဒီပင်နယ်တီနဲ့ပတ်သက်ပြီးတော့ဒီပင်နယ်တီကအမှန်တကယ်ဆိုလို့ရှိရင်20ရာခိုင်နှုန်းလောက်ပဲပေးတဲ့ပင်နယ်တီပေါ့ဒါကိုဒိုင်လူကြီးကကျွန်တော်တို့တရားရခိုင်တော့ပင်နတီပေးလိုက်တဲ့အပေါ်မှာတော့သူ့အနေနဲ့ဒိုင်လူကြီးကရမ်းတော်ပါတယ်ဆိုပြီးတော့မှတ်ချက်ပေးသွားတာလေကျွန်တော်တို့တွေ့ရတယ်ဗောလေဒါကတော့ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက်ဘာမှပြောလို့မရဘူးဗောလေအဲ့တော့ဒီနေ့ပွဲမှာဆိုလို့ရှိရင်ဗောလေဒါနီးပြိုက်အာနီစလော့သူ့မှာတာဝန်ရှိတယ်ဗောသူ့ဒါအချက်ပေးခေါင်းလောင်းထိုးလိုက်တာလေဖြစ်တယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒီပွဲစဉ် အခုဆိုလို့ရင်ပြီးမြားလိမှာကျွန်တော်တို့ပွဲစဉ်6ပွဲပြီးသွားပြီဒါချန်ပီယံလိမှာ2ပွဲရှိသွားပြီဗောလေဒါဂျာရဲကဆောက်တတန်လို့ဒါခရစ်ဆယ်ပဲလီတို့ပွဲတွေရတော့ထားလိုက်ပါတော့အဲ့တော့ဒီအဓိကစုစုပေါင်း10ပွဲမှာဆိုလို့ရှင်ကျွန်တော်တို့လီဗာပူးတင်းနေတဲ့ဒါ10ပွဲစဉ်တွေမှာလည်းနိုင်တာနိုင်ခဲ့တယ်ကျွန်တော်တို့ပြောမယ်ဆိုလို့ရှင်ရင်တထိတ်ထိတ်နဲ့ကြည့်ခဲ့ရတဲ့ပွဲစဉ်တွေပဲဗောလေအဲ့တော့ကျွန်တော်တို့ဒီလီဗာပူးပြိုင်သက်တွေအများစုကျွန်တော်တို့လည်းပြောတဲ့ဒါ တခြားပြိတက်တွေလည်းပြောတဲ့အတိုင်းပဲကျွန်တော်တို့ဟိုကြိုင်နှလုံးရောဂါရမယ်ဆိုပြီးတော့တော့မှကျွန်တော်ပြောဟိုကိုးတွေတွင်းပြီးွားလို့ရှင်လည်းငါတို့ဟိုဒီကိုးနှစ်ကိုးတွင်းပြီးရင်တော့စိတ်အေးလက်အေးနေလို့ရပြီဆိုတဲ့အခြေအနေမရှိဘဲချင်းကောင်တာပေါက်ပြီးတော့ကိုယ်ကိုးပြန်တွင်းမလဲဆိုတာကိုပဲစိတ်ပူရောရှင်တထိတ်ထိတ်နဲ့ကျွန်တော်တို့ကြည့်ခဲ့ရတဲ့ပွဲစဉ်တွေအကုန်လုံးဒီပါပဲပေါ့လေအဲ့တော့ကျွန်တော်တို့ကစားကွက်ရလို့လည်းမမေရကျွန်တော်တို့ဟိုအခုချိန်ထိဟိုကောင်းကောင်းကန်းကန်းကျွန်တော်တို့မမြင်တွေ့ရသေးဘူးဘာဖြစ်လို့လဲဆိုတော့ဒီဥစ္စာပြီးခဲ့တဲ့ရာသီရာ ကြတော့ဒါကျွန်တော်တို့နီးပြိုက်ကြီးကြာချင်းကလော့ထားခဲ့တဲ့လူစင်းအတိုင်းကိုပဲသူနေနဲ့ကင်တွေ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီအဲ့ဒီလူတွေကလည်းအားလုံးကတရားတရားနားလည်မှုရှိချိတ်ဆက်မိနေတာဖြစ်တဲ့အတွက်တိတ်ပြီးတော့ကျွန်တော်တို့ပြောတရမဖြစ်ခဲ့ဘူးဒါတော့မှတချို့ပွဲတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့လိုအပ်ချက်တွေအများကြီးတွေ့မြင်ခဲ့ရတဲ့အတိုင်းပဲဒါအခုဆိုလို့ရှိရင်ဒီရဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အဓိကတာဖူဘတ်ဇုံဖြစ်တဲ့အလက်ဇန္ဒားအာနိုနဲ့ကျွန်တော်တို့ဒါရောဘတ်ဆန်ရဲ့နေရာမှာဆိုလို့ရှိရင်လည်းဒါကျွန်တော်မီလော့ကကန်နဲ့ ကျွန်တော်တို့ print bound တို့ကိုစားထိုးထည့်ခဲ့ပြီးတော့ဒါပြီးတော့ ქვენ လဲမှာဆိုလို့ရှိရင်လည်းပြီးခဲ့တဲ့ရာသီကကွန်းလက်အထိုင်ဖြစ်တဲ့ကျွန်တော်တို့ဆိုဘိုရဲ့ grabi ရဲ့ marka ရဲ့ဒီ၃ယောက်နေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဆိုဘိုကတော့ဟိုတွေ့တဲ့နေရာမှာပုံနေတဲ့ပုံစံမျိုးပေါ့လေဒါအသုံးပြုနေတဲ့ပုံစံမျိုးကျွန်တော်မြင်တွေ့ရပြီးတော့အဲ့အဲ့နေရာမှာဆိုလို့ရှိရင်လည်း Florian Bat ဝင်လာတယ်ပြီးခဲ့တဲ့ရာသီကကျွန်တော်တို့ရဲ့အဓိကတိုက်စစ်မှုနှစ်ဦးဖြစ်တဲ့ဒါ ဒါဝင်နူးနဲ့ဆိုလို့ရှင်လည်းထွက်ခွာသွားတယ်ဒီကိုဂျူတာဆိုလို့ရှင်လည်းဒါမှမျောလိမ့်မယ်ဆုံးမသွားတဲ့အတွက်နှစ်ယောက်လုံးကဒါအတိတ်တွေပဲဖြည့်ထားခဲ့တယ်ဒါအလက်ဇန္ဒားအီဆက်နဲ့ကျွန်တော်တို့ဟူကိုအီဂီဒီဂီပေါ့လေအဲ့တော့ကျွန်တော်တို့ဒီကစားသမားတွေအပြင်နောက်ထပ်ကျွန်တော်တို့ရဲ့ဒါဘေတောင်မှန်မှာပေါ့လေပြီးခဲ့တဲ့ရာသီကကျွန်တော်တို့ခြေစွမ်းပြပြီးတော့ဒါမွေမွေနှောက်တဲ့တချို့ဆိုငမွေရိုးလို့တော့မှခေါ်တဲ့ဒါလူဝစ်တီရက်ကလည်းဘိုင်ယန်မြူးနစ်ကိုထွက်သွားတဲ့အတွက်ကျွန်တော်တို့အသင်းမှာဆိုလို့ရှိရင်ဒါ လူသစ်တင်တဲ့လူကောင်းနေနေဟိုအထိုင်မကြသေးတဲ့ပုံစံလဲတွေ့ရပြီးတော့ပြီးတော့ဒီပြီးခဲ့တဲ့ပွဲမှာဒီနေ့ပွဲမှာဆိုလို့ရှိရင်ဒါ Florian Back ကိုနီးပြရင်းနေနဲ့ကျွန်တော်တို့ဒီသူကစားကွက်ဟို Florian Back ကိုဘယ်လိုပုံစံမျိုးထားရမလဲပုံစံမျိုးသူဝေဝါးနေတဲ့ပုံစံမှာကျွန်တော်တို့တွေ့ရပြီးတော့ဒါ Florian Back ကိုစမ်းသုံးနေတယ်လို့ပုံစံမျိုးကျွန်တော်တို့တွေ့ရတယ်ဗောလေအဲအကြောင်းမို့ကျွန်တော်တို့ဒီနှစ်ပွဲလုံးမှာရှုံးနေခဲ့တယ်လို့ကျွန်တော်တော့ထင်တယ်အဓိကတောင်းဝင်ရှိတာတော့ နီးပြားကြီးအာနီစလောပေါ့လေသူ့မှာတောင်းဝင်ရှိတယ်ဒါသူ့ကိုအချက်ပေးခေါင်းလောင်းထိုးလိုက်တာလည်းဖြစ်ပြီးတော့ကျွန်တော်တို့အတင်းအနေနဲ့ဒါကစားကွက်တစ်ခုကိုသူသေးချာတီဆောက်ရတော့မှဖြစ်ပြီးတော့ Florian Vac ကိုလည်းသူ့အနေနဲ့ဒါဘယ်နေရာမှာထားမလဲဆိုတာကိုသူသေးချာဆုံးပြတ်ဘလို့ကစားခိုင်းမလဲဟိုသူ့ရဲ့နေရာတော့ဒါ attacking midfield ပေါ့လေဒါ number number 10လို့ပေါ့ဒါပေမဲ့သူ့ကိုဘလို့ပုံစံမျိုးကစားခိုင်းမလဲဆိုတာကိုကျွန်တော်တို့တည်တည်ချာချာဆုံးဖြတ်ချက်ချရတော့မဲ့အချိန်ရောက်ပြီပြီးတော့ကစားသမားတွေက ဟိုသူ့နေရာနဲ့သူမဟုတ်ပဲနဲ့တွေ့တဲ့နေရာမှာကျွန်တော်တို့ဒီအဆင်ပြေတယ်ဆိုပြီးတော့ light တုံးနေတာကိုလည်းသူ့အနေနဲ့ဒါတပွဲတလီလူမရှိလို့ဒါဆိုဖို့ကျွန်တော်တို့အဲ့ဒီတော့က frame bomb လည်းဒဏ်ရာရတယ်ဒါဘတ်တလီကလည်းဒဏ်ရာရလို့သူ့အနေနဲ့ဒါကျွန်တော်တို့ညာတောင်းမှမှသူစမ်းသုံးခဲ့တယ်ဒါပေမဲ့အဆင်ပြေတော့ဟိုနောက်ပွဲမှာလည်းသူတပွဲတုံးတယ်ပြီးတော့ဒါဒီနေ့ဂါရာစရီနဲ့ပွဲမှာဆိုလို့ရှင်လည်းသူ့အနေနဲ့ထပ်ပြီးတော့တုံးတယ်ကျွန်တော်တို့လူနှစ်ယောက်လုံးရှိနေတဲ့အနေမှာဒါမိုဆာလာကို ောက်ချင်လို့ကျွန်တော်တို့ဒီ friend bond ကိုအနေရမှာထားလို့ရှင်လဲဒါဘတ်လီနဲ့တုံးလို့ရတာပဲဗောလေဘတ်လီနဲ့တုံးပြီးတော့ဒါကျွန်တော်တို့ဒီကွင်းလယ်မှာဆိုပိုပြန်ပြီးတော့နေရာပေးတင်တယ်ဗောလေဒါသူ့အနေနဲ့ဟိုပြောမယ်ဆိုလို့ရှင်စမ်းတစ်တီထွင်ပြီးတော့ဗောလေအနေရမှာသူအဆင်ပြေမယ်ထင်ပြီးတော့တုံးခဲ့တဲ့အနေထားမှာကျွန်တော်တို့ဒါကစားကွက်ကလည်းတိတ်မမဲရမရှိပဲနဲ့ပြီးတော့တစ်ဖက်အတင်းကာနာဒါဆေးရလည်းဒါလီဗာပူးအတင်းကိုတည်တည်ချာချာဦးနီးစနစ်နဲ့ တို့ plan ဆွဲပြီးတော့ကိုရှင်ပြိုင်လာကျွန်တော်တို့တွေ့ရကျွန်တော်တို့လီဗာပူးတင်းဆိုလို့ချင်းဘာမှလုံးလို့မရအောင်လို့ပေါ့လေဒါချန်နေတချို့ရခဲ့တယ်ဒါပေမဲ့ကိုသမားကောင်းတာလည်းပါတယ်ပေါ့လေဒါဆုံးသက်မတေချာလည်းပါခဲ့တယ်ဒါကြောင့်မို့ကျွန်တော်တို့ဒါတကူမောက်မသွင်းနိုင်ခင်ဒီဟာဒီမှာဆိုလို့ချင်းလီဗာပူးတင်းနေနဲ့ကိုမသွင်းနိုင်တဲ့ဒါပထမဆုံးပွဲပေါ့လေဒါဝီကွင်းရှုံပွဲလည်းတွေ့ရတယ်ချန်ပီယံလိမှာပြီးတော့ကိုမသွင်းနိုင်ခဲ့တဲ့ဒါပထမဆုံးပွဲလည်းဖြစ်ခဲ့တယ်ပေါ့လေပြီးတော့ဒါဂါရာစရေးဆိုလို့ချင်းလည်းကျွန်တော်တို့လီဗာပူးအသင်းဆိုလီဗာပူးအသင်းဘောလေဒါတန်ဖို့ဘလို့မ လုံးလို့မရအောင်သူတို့အနေနဲ့ဒါ light power နာတွေရှိရပြီးတော့ဒိုင်လူကြီးကလည်းဝက်စီတစ်ချိန်လုံးမှုတ်ပြီးတော့ကျွန်တော်တို့ပွဲရဲ့တန်ပိုတွေပါပြက်ကုန်ပြီးတော့ဘာမှမဟုတ်ကျွန်တော်တို့ဟိုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ယင်ထဲမှာဂိုးပြန်ရနိုင်တဲ့ဆိုတဲ့အနေထားမျိုးဟိုခံစားချက်မျိုးဘာမှမဟုတ်မတွေ့ရတော့အောင်ကျွန်တော်တို့ဖြစ်ခဲ့တဲ့ပွဲစဉ်တစ်ပွဲပေါ့လေအဲ့တော့နောက်ပွဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ Chelsea နဲ့တွေ့ရမှာ Chelsea နဲ့ပွဲမှာဆိုလို့ရှိရင်ဒီလိုမျိုးကစားကွက်ဆန်းတာတွေဒါတစ်ဆန်းတီထွင်တာတွေလှုပ်လို့တော့မရဘူးဒါကျွန်တော်တို့ ပလန်ကိုတေချာဆုံးဖြတ်ချက်ချပြီးတော့သူ့အနေနဲ့ဒါပွဲကိုချင်းကပ်ဖို့လိုအပ်တယ်။ Chelsea ပွဲပါထပ်ပြီးတော့ရှုံးလိုက်မယ်ဆိုလို့ရှိရင်ဒီ international break နားနားတဲ့ဟာကျွန်တော်တို့တင်းတော့ဒါတော်တော်ကြီးကိုနစ်နာမှုရှိတယ်ပေါ့လေ။ပြီးတော့ဒီ international break မှာဆိုလို့ရှိရင်လည်းကစားသမားတွေကနိုင်ငံသင်းတွေတော့ပူပေါင်းလို့ရှိရင်ပို့ပြီးတော့ဒါဟိုပွဲပန်းတာတွေပါလေတွေ့ရအောင်မယ်အဲ့တော့နောက်ထပ်လာမယ့်ဒီ Chelsea နဲ့ပွဲပြီးလို့ရှိရင်ဒါပွဲချက်တွေရှိတယ်ဂျာမန်မှာဆိုလို့ရှိရင်ကျွန်တော် United နဲ့ပွဲတွေနောက်ပြီးတော့ဒါ ကျွန်တော်တို့အစွန်ဗီလာပါတယ်ပြီးတော့ဒါမန်စီးတီးပါတယ်ဗောလေအဲ့လိုပွဲမျိုးတွေလည်းဒါ international break ပြီးွားလို့ရှိရင်ပြန်ပြီးတော့တွေ့ရမှာဖြစ်တဲ့အတွက်ဒီပြည့်အာနီစလော့အနေနဲ့သူ့အနေနဲ့ဒါပြက်ပြက်သားသားလှုပ်တင်ပြီလို့တော့ကျွန်တော်ထင်တယ်ဗောလေဒါညီကိုရိုးအနေနဲ့ကျွန်တော်ပြောဟာအမြင်တူချင်းလဲတူမယ်မတူချင်းလဲမတူဗောလေအဲ့တော့ကျွန်တော်ပြိတ်သက်တယောက်အနေနဲ့ကျွန်တော်ရင်ထဲကခံစားချက်ရှိတဲ့အတိုင်းကျွန်တော်ပြောလိုက်ပြောခဲ့တာဗောလေအဲ့တော့ဒါလီဗာပူးပွဲနဲ့ဒီဗာပူးနဲ့ဒီ ဂါရာဆာယီရိုရဲ့ပွဲမှာတော့လီဗာပူးအသင်းနေနဲ့ရှုံးသင့်ရှုံးထိုက်လို့ရှုံးသွားတာလို့ပဲကျွန်တော်ကတော့မြင်နေပါလေအားလုံးပဲလာကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာ